ားလုံးပဲမင်္ဂလာပါဘေးကျင်ဝေးရမှာကျိုးသူပါတယ်ကျွန်တော်မနောပြီဟင်္ဂဝေတာမွေးနေအဟောမြတ်လေးလေးခုကျင်ဖြစ်တဲ့အင်္ဂဝေတာတိုင်လေးကိုထူပါတနင်္ဂနွေသားသမီးဒီပတိပစ္စဘောအောလူပေါင်းတို့ဤမိကိုရာကြီးကဖြစ်မယ်ထင်ပေါ်ကြော်တော့မယ်အစင်းကလာပါတော့သူဖြစ်မယ် ငွေကြေးရှာဖွေရမှာလွယ်ကူသောလွယ်ကူသောသူဖြစ်မယ်မိစေပေါင်းသင်များမည်မိစေပေါင်းသင်တို့၏ကြည်ရှိခြင်းခံရသူဖြစ်မယ်ပစ္စည်းရှိတဲ့မိမနဲ့အိမ်လောင်ပိုင်းရနိုင်ပါတယ်တနေ့လာသားသမီးအထွန်းစဖို့အဟောကတော့မိမိမကိုမိပြူပြီးတော့ဘုံတကိုကြည့်မယ်ပညာရှိမယ်ကြော်သောမှုနည်းမယ်ဘုရုနဲ့ကြောက်ဒုက္ခရောက်ပြီးတော့ ရွှေလေလဲစတဲ့ရင်ပစ္စည်းများကြောင့်အမှုခင်ဖြစ်နိုင်ပါတယ်သူတို့အကျိုးဆောင်ရွက်တတ်သူဖြစ်မယ်သူတို့အကျိုးကျေးဇူးကိုတည်ရသောသူဖြစ်မယ်မကြောသောသောဇနီးအတွက်စိတ်ညစ်ရမယ်ဧကာသသမီးအမြဲခိုင်ဟောကတော့မကြမရကြပြီဒုက္ခရောက်ရမယ်မကောင်းစိတ်ရှိပြီးတော့အကျွေးရန်ကင်းမယ်ရိုးရဲချင်းဒီမှလာသောယောဂများရတတ်မယ် ရုံပါတော့ချင်းလက်ပေါ်လော်လီတော့စိတ်ရှိမယ်အစွမ်းအားနေပါမယ်ဘုရူသသမီးမူလလက်ချဟောကတော့ရွှေငွေရတာနဲ့ပြည်စုံတော်သူဖြစ်မယ်နှမျောတတ်မယ်ကိုကုဆာများမယ်မိမိမတို့မိခိုးရေးအတက်မွေးရမယ်မိမိမမူကရုံပါတော့ချင်းရှိမယ်မကောင်းသောစိတ်ခင်ပွင့်ရှိမယ် အဲ့ဒီမကောင်းတဲ့စိတ်ခွင်ပွန်းကြောင့်မိမိကိုယ့်အလိုကိုမကြည့်ဘူးအပေါင်းအသင်းမကောင်းတဲ့မကောင်းတဲ့သူနဲ့တွေ့ရနိုင်ပါတယ်ကြာသာပရိသတ်မိအညုံဟောကတော့ထင်ပေါ်ကျော်သောပြီးပညာကြီးမယ်စိတ်နှလုံးကောင်းပြီးတော့မင်းဆိုရချင်းမြင်ခံရမယ်ငွေရှာဖွေရလွယ်ကူမယ်ချုံမလာပါတော့သူဖြစ်မယ်စိတ်ကောင်းရှိမယ်တောက်ကြသားသမီး ပုတိတရားဟောကတော့မနာလိုဝန်စိတ်ဝန်တိုစိတ်ရှိမယ်မရကြအောင်မယ်မကောင်းတဲ့မိစေများနဲ့ပေါင်းသင်းရမယ်ရေမကြီးမယ်မိမိပြုမတော်မှုမကောင်းမှုကိုဖြစ်တတ်နိုင်ပါတယ်သွေးနဲ့ပတ်သက်သောယောဂများရှိမယ်အကြည့်ကနှိမ့်ဆက်မှုခံရမယ်စနေသားသမီးဘင်္ဂသုံးမှုစတူရန်ဟောကတော့အသားမင်းမင်းသူတို့ကစေပါဖြစ်မယ် ခီးယာကြီးများမင်းဆင်းရဲသောအထီးကျန်သာတာဖြစ်မင်းခီးသောလာများပါကဥပတ်ဖြစ်မင်းကိုရုကိုရစနစ်ဖြစ်ကိုရုကိုကျွန်ကြိုးစားနိုင်ပါလေငွေကြီးလက်မဲ့ဖြစ်ပြီးတော့ဆင်းရဲတတ်နိုင်ပါလေအားလုံးမမိစေများရှင်လက်ချက်မြကြပါခင်ဗျာ